ဟယ်လိုကတိမိုင်းဟုတ်မတန်ကြီးတတိရတယ်ဗျာအဲဗါလဲပတ်စံချီမလို့လားအဟိဦးချီနေမကောင်းဘူးလားဟာမဥမချုံမတန်ကြီးမန်ယူကတရီလေးပဲကြတာပါမရှုံးပါဘူးတကယ်တမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့တရင်ကြားရလို့တတိရတာပါဗျာဟာဘာတရင်လဲလောက်ပါအောင်အကြီးကြီးတွေလာတော့မဲတဲ့ဗျာဟုတ်လားအကြီးတွေလည်းတော့ဘုတ်ချုပ်ကြီးတွေလား ကာကြုံကြီးတွေလားတက်ချုပ်ကြီးတွေလားဟာအဲ့ဒီပေါင်းမဝင်တဲ့စာကမတွေကိုပြောတာမဟုတ်ဘူးကျွန်တော်တို့တော်လည်ရေးဘက်ကလာပါဗျဟင်းဒါဆိုရင်တော့မျော်လင့်ချက်ကြီးကြီးတွေပဲပေါ့တိတ်ဟုတ်တာပေါ့ဗျာပြီးခဲ့တဲ့တနှစ်တာကာလအတွင်းဝဝင်စိုးတွေကိုအန်တုရင်ဆိုင်ပြီးပြားတုံရင်ပူလန်တွေကိုဂယုတစိုက်စုခဲ့ကြတယ်ဓမ္မဘတ်တော်သားတိုင်းရဲ့ဂျူပန်အာထုပ်မှုတွေအရာထင်စီတော့မဲ့အချင်းလို့ဇူရမှာပဲဗျို့ SDB ရဲ့စိတ်လှုပ်ရှားစရာအခွင့်အရေးတွေဖြစ်တဲ့ Supreme Beast ကနေပူလန်လဲလှယ်ဖို့ရာ SDB token တွေကို airdrop ချပေးတော့မယ်အစီအစဉ်ကလည်းအစင်းသေးဖြစ်နေပြီဒီ SDB token တွေကိုအားလုံးမျော်လင့်ထားတဲ့ကမ္ဘာ crypto ဈေးကွက်ထဲမှာစရင်းဝင်ဖြစ်ဖို့ listing လုပ်အောင်မှာဆိုတော့တကယ်မျော်လင့်ချက်အကြီးကြီးပေါ့ဗျာဟာဒါဆိုရင်တော့1000ဇာတ်ရဲကတိမောင်ကြီးဒါပေမဲ့1000ဇာတ်နဲ့အတူ သတိထားရမယ့်အကြောင်းလေးတွေလည်းရှိသတော်ဟုတ်လားဘာတွေသတိထားရမလဲမတန်ရေလေးစားပါဦးဗျဒီလိုအချိန်မှာ အထူးသတိထားရမှာကတော့လုံခြုံရေးပါပဲတော့ဝကြီးစည်းကွက်ကိုကြားခန့်လူလိန်တွေကပို့ပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်လာတတ်တာကြောင့် SGB ကနေမကြာခဏပြောပြနေတယ် VPN အသုံးပြုဖို့အကောင့်လုံခြုံရေး 2FA နဲ့ RM အတုအလင်းအညာကာကွယ်နည်းတွေကိုပြည်သူတိုင်းမပြတ်မကွက်လိုက်နာဖို့လိုပါတယ်တော့ အရာတော်ဟုတ်တယ်ဗျဓာရီကိုစနစ်တကျလိုက်နာမှသာ လုံကြုံစိတ်ချဘေးကင်းတော့မပေါ့တိတွန်နဲ့ STV ကစီစဉ်ထားပါတယ်တော့ STV ရဲ့မိဖက်ဖွဲ့စည်းဖြစ်တဲ့ Spring Institute of Fintech SIF ကနေ Crypto နဲ့ Fintech နည်းပညာဆိုင်ရာသင်ခန်းစာတွေကို အခမဲ့ workshop တွေပို့ချပေးနေပါတယ်ဒီ workshop တွေမှာ live တက်ပြီးတော့တိလာနိုင်နေဆိုတော့ပညာအားနယ်ပါ တော်လန်ရင်းရဲ့ကို့အနာဂတ်ကိုဥဆောင်နိုင်ပြီပေါ့ဟုတ်ပါတယ်ဗျလုံခြုံရေးပညာသင်ကြားရေးတွေနဲ့ SDB ရဲ့ Spring Beast ကစားသူတွေရဲ့အနာဂတ်ကတော့တောက်ပါလို့နေပါပြီဗျာလုံခြုံရေးအစီအမံတွေကိုလည်း SDB ကအစီအမဲတတိပေးနေတော့အတိုင်းထက်အလွန်ပဲပုံမတတ်ရေးဟုတ်ပါတယ်ကသိမ်းပါရေး SDB နဲ့ Spring Beach တို့ရဲ့အနာဂတ်ကတောက်ပနေပြီဆိုပေမဲ့ကတိမောင်ရဲ့အနာဂတ်ကတော့ နောက်တပတ်မန်ယူပွဲနဲ့သူမအပေါ်မှာပဲမူတည်အောင်ပါပဲမလားဟာအလူကြီးတော့မပြောသေးပါဘူးဗျာ Oi Uber